ုန်းတရေရှိအမျိုးသမီးများအားလုံးနဲ့အမျိုးသားများအလုံးကိုဘုရားသခင် ကောင်းချီးပေးပါစေရှင်။ဒီနေ့ ပြောမှာကတော့မနေ့ပြန်အတွက်ပြောမှာဖြစ်ပါတယ်။ဘာတွေဖြစ်လာမယ်၊ဘာတွေကြုံရမယ်ဆိုတာဘသူမှ မသိနိုင်ကြတဲ့မနေ့ပြန်အတွက်ဒီနေ့အသက်ရှင်နေတဲ့အချိန်လေးတွင်မှာအကောင်းဆုံးပြင်ဆင်နိုင်ပါတယ်။ကျွန်မပြောချင်တဲ့အကြောင်းအရာတွေကို မပြောသေးဘဲနဲ့ခဏဖယ်ထုတ်လိုက်တာလည်းရှိပါတယ်။အဲ့ဒီလိုပါပဲ။ နေပြည်တော်ငယ်လျင်နဲ့မန္တလေးငယ်လျင်အဲ့ဒီနေရာနှစ်ခုကနေလွမြောက်ခဲ့တဲ့ အကြောင်းကိုအတန်ဖိုင်တွင်းခဲ့တယ်ဆိုပေမဲ့လို့ YouTube မတင်တော့ပါဘူးလေဆိုပြီးဖဲထုတ်လိုက်တာလည်းရှိပါတယ်။ငယ်လျင်ဖြစ်ပြီးတော့မကြပါဘူး။ကျမ၃ရက်ဆက်တိုက်လဲပြုတ်ခဲ့ပါတယ်။ငိုကြွေးခဲ့ရပါတယ်။အိပ်ပြက်အစားပြက်ချက်ချင်းဆိုသလိုပဲပိန်ကြသွားခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာအင်တာနက်မကြည့်ပဲနှစ်ရက်ဖြတ်တောက်ခဲ့တယ်။လိုအပ်တဲ့စေဝါတွေတောက်ပြီးကျမရေကောင်းအောင်ကိုကိုကိုဂရုစိုက်ခဲ့ရပါတယ်။မနေ့ပြန်အတွက်မပြောခင်မှာသာဝရဘုရားရဲ့ကြီးစုတော်ကိုချီးမွမ်းကြပါစို့။ကောင်းကင်ဘုံရှင်ဖဖရားသခင်ယေရှုနာမတော်အားဖြင့်ကိုရောရဲ့ရှေ့တော်မောက်တို့ကျွန်ုပ်တို့ရောက်ရှိလာကြပါတယ်။ ဘုံတော်ကုံတော်နဲ့တကွာကျေးဇူးတော်များအလုံးကိုကိုရောအားပေးအပ်ပါတယ်။အကန့်အသတ်မဲ့မေတ္တာကရုဏာနဲ့ကျေးဇူးတော်များအတွက်ကျေးဇူးတင်ပါတယ်။ကျွန်ုပ်တို့သည် ကိုရော၏တန်ရှင်သောနာမတော်ကိုချီးမောပါ၏။ကိုယ်တော်သည်အရာခက်သိန်းကို ဖန်ဆင်းတော်မူသောအရှင်ကျွန်ုပ်တို့အာရင်များ၏အရင်အမြင့်ဖြစ်တော်မူပြီးကောင်းမြတ်သောဆုလက်တိုင်းကိုပေးသနာတော်မူသောအရှင်ဖြစ်တော်မူကြောင်းဝန်ခံကြပါ၏ ်ကိုရောကို ကိုကိုွယ်စည်းကဲကြပါ၏ကိုရော၏နာမတော်ကိုခြေမြောက်ပါ၏အကြောင်းမူကားကိုရောတပါးတဲ့သာလျှင်ကြီးမွန်ထိုက်တော်မူသောအရှင် ဖြစ်တော်မူပါ၏ထာဝရဘုရားရဲ့မေတ္တာတော်ကို လူသားအလုံးလက်ခံကြဖို့ယေရှုနာမတော်အဖြင့်ဆုတောင်းဆက်ကပ်ပါ၏အာမင်အလုံးမဲမင်္ဂလာပါရှင် ကျမပထမဦးဆုံးဖွင့်ပြခြင်းတဲ့ကျန်စာပိုက်ကတော့ မနေ့ဖြန်နေ့ကို အမိပြု၍မဝါကြွားနှင့်တရက်အတွင်းတွင်အပေတို့ဖြစ်လိမ့်မည်ကိုမတိနိုင်ဆိုတဲ့တုတ်တန်ချမ်းဖြစ်ပါတယ်။ကျမတို့မတ်လ28ရက်နေ့ညလင်းလှုပ်သွားတဲ့အချိန်ကလူတိုင်းအလိုလိုနေ့လယ်စာစားပြကြလောက်တဲ့အချိန်ဖြစ်ပါတယ်။ညနေကြရင်ဘာစားမယ်မနေ့ဖြန်ကြရင်ပါဟင်းချက်စားမယ်ဆိုပြီးကြိုတွေးခဲ့ကြတဲ့လူတွေလည်းရှိကောင်းရှိမှာပါ။ တရက်အတွင်းတွင်အပေသူဖြစ်လိမ့်မည်ကိုမတိနိုင်ဆိုသလိုပဲဘယ်သူမှမတိကြပါဘူးရေဘူးရခမန်းချက်ကိုပဲ လုံနိုင်ကြတာပါဘယ်သူမှအတိအကျမတိကြပါဘူးနောက်ထပ်ဒုတိယစံစာပိုက်ကတော့မနေ့ပြန်နေ့၌အပေသူဖြစ်မည်ကိုတင်တို့မတိကြတင်တို့အသက်သည်အပေသူသောအရာဖြစ်သည်နိခဏထင်ရှားပြီးမှကွယ်ပြောက်တတ်သော အခုအမွေဖြစ်၏ ကျမတို့ရဲ့ရှင်သန်နေတဲ့အသက်ကအခုအမွေတက်တက်ပါပဲလို့ကျန်စာက ပြောဆိုထားပါတယ်။ဒီနေ့သေဆုံးကြရမယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ဒါပေမဲ့ငလျင်တည်င်းတွေစတင် ပြန့်နှံ့လာတဲ့အခါမှာကျမတို့ရဲ့ယုံကြည်သူတွေကတယောက်ကဘာပြောတယ်လဲဆိုတော့အဲ့ဒီနေရာတွေကတဲ့ဗုဒ္ဓဘာသာတွေများလို့ယုတ်ထုဇင်တူတွေများလို့ဆိုတဲ့စကားပါပဲ။ အဲ့ဒီစကားကကျမရဲ့ရှင်လေးကိုပထမဦးဆုံးစတင်ထိရှာခဲ့တာပါကျမလေးဘသူတူတယောက်နဲ့မှရံမဖြစ်ချင်ပါဘူးဒါပေမဲ့ရှင်ထဲမှာဖယားကိုတန်တားခဲ့ပါတယ်ဘာသာမရွေးလူမျိုးမရွေးဘဲသာသနာအစအဦးကိုမစိုးငက်လင်ထိခဲ့ကြတာပါအပြစ်ဆိုတာကိုဘာမှန်းမသိတဲ့ကလေးတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်အဆုံးဆုံးစကားတစ်ခုကတော့ ကိုတွေကိုပဲဖះကကာကွယ်ချပြီး ကိုတွေကပဲကျေစုခံစားနေရတယ်လို့မျိုးစကားတွေပါပဲပြောရမယ်ဆိုရင် စကားတွေကဝါကြွားနေပါတယ်နံပါတ်3ကျန်းစာပိုက်ကို ကျမပြောမယ်နော်တခင်တခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ဤအလိုကိုစောင့်တော်သူသားလျင် ဝင်ရလိမ့်မည်တဲ့ အဲ့ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့လူရော ကောင်းကင်နိုင်ငံတော်ကို ဝင်ရလိမ့်မယ်လို့ထင်မိပါသလားနံပါတ်၄ချမ်းစာပိုက်ကျမပြောပါမယ်ဝမ်းမြောက်သောသူတို့နဲ့အတူဝမ်းမြောက်ခြင်းကို၎င်းငိုကြွေးသောသူတို့နဲ့အတူငိုကြွေးခြင်းကို၎င်းပြုကြလောငလျင်ဘေးတင်ကြတဲ့ကိစ္စကဝမ်းနဲ့ငိုကြွေးစရာကိစ္စပါလူသားချင်းစာနာစေခြင်းတဲ့ကိုချင်းစာစေရှိစေခြင်းပါတယ် ဖះချောင်းတက်တဲ့အခါမှာចောင်းတိုင်ဖုံးကြီးကငလင်ចောင်းသေးဆုံးသွားကြတဲ့သူတွေအတွက်ဆုတောင်းပေးကြပါငလင်ဘေးတင်ဒေတာမှာဆက်လက်ရှင်သန်နေကြတဲ့သူတွေအတွက်ဖះသခင်ရဲ့နှစ်သိမ့်ခြင်းနဲ့ငိန်တခြင်းကိုခံစားရဖို့ဆုတောင်းပေးကြပါလို့ပြောခဲ့ပါတယ်ဖះချောင်းတဲမှာဖုံးကြီးကဒီလိုပြောထားတယ်ဆိုရင်ဖះเจ้าရဲ့အပြစ်မှလည်းပင်ဒီလိုစိတ်တက်မျိုးဖြစ်နေသင့်ပါတယ်။မနေ့ပြန်အတွက် အကောင်းဆုံးပြင်ဆင်ခြင်းတည်းဆိုရင်တော့စိတ်ဓာတ်ပါပဲအချိန်မိပါသေးတယ်ကျမတို့မတည်သေးပါဘူးခုချိန်မှာထောက်ရာဘုရားနှစ်သက်တဲ့စိတ်နေစိတ်ထားမျိုး ပြုပြင်ပြောင်းလဲတင်ပါတယ်နောင်တယူမယ်ဆိုရင်တော့မနေ့ပြန်အတွက်အကောင်းဆုံးပြင်ဆင်ခြင်းတစ်ခုပါပဲကျမတို့ဘုရားက စိတ်နှလုံးကိုအဓိကစစ်ကြောတဲ့ဘုရားဖြစ်လို့ပါပဲကျမက နေပြည်တော်ပြင်မနာဘက်မှာနှစ်တွေအများကြီးနေခဲ့ပါတယ်။နေပြည်တော်ရဲ့ငလင်အကြံတန်းဆုံမြို့နယ်မှာကျမလေးနှစ်နေထိုင်ခဲ့ပါတယ်။ပြင်မနာဘက်မှာလည်းပဲနှစ်နဲ့ချီပြီးနေထိုင်ခဲ့ပါတယ်။အခုလက်ရှိရန်ကုန်မှာနေထိုင်ပါတယ်။ရန်ကုန်ကိုမလာခင်မှာ အမျိုးတွေရှိတဲ့မန္တလေးမြို့ဘိုးဘွားပိုင်းခြံထဲမှာဆွေမျိုးတွေနဲ့အတူတူနေဖို့ဆုံးဖြတ်ခဲ့တယ်စူးစမ်းခဲ့ပါတယ်။ ဒါပေမဲ့မထင်မှတ်ထားတဲ့တုံ့ပြန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်မွေးစာတိဖြစ်တဲ့ရန်ကုန်ကိုပဲပြန်ဝင်လာခဲ့ရတာပါ။တကယ်ဆိုရင်မတ်လ28ရက်နေ့ရက်ညလျင်ကို ကျမလည်းပဲခန်းစားရမှာပါကျမရဲ့အဖွားမွေးခဲ့တဲ့တာသမီတွေနှမျောပါတယ်အထူးသဖြင့်အသက်60ကျော်9ရောက်လောက်ပါသူတို့တွေကိုယ်တိုင်တော့မ ဒုနာခနာလို့အထိုင်အထခက်ခဲနေကြသူတွေပါငက်လျင်မှာကိုလို့ယုံပြီးပြေးနိုင်ကြဖို့ဆိုတာမဖြစ်နိုင်ပါဘူးဆိုတဲ့အတွေ့အကြုံနဲ့တကယ်ဆိုရင်မန္တလေးခြံထဲမှာငါလည်းပဲအထိနာမှာဆိုတဲ့စိတ်တွေနဲ့ရောကျွန်မ၃ရက်ဆက်တိုင်ခံစားခဲ့ရပါတယ်ရှင်ဘတ်တွေအောင်နေအစာအိမ်တွေအောင်နေချက်ထားတဲ့ထမင်းတွေလည်းပဲစားခြင်းစိတ်မရှိလို့မစားဘဲနဲ့ထမင်းတွေတို့သွားတယ်လွတ်ပစ်ခဲ့တယ် ပြီးတော့မဝင်းကျင်ကလူတွေကကျမနဲ့အကြည့်ချင်းစုံတဲ့အခါပြုံးပြရင်တော့မှကျမပြန်မပြုံးပြနိုင်တော့ပါဘူးတစ်ဖက်သားနားလည်အောင်အတိပေးလိုက်ပါတယ်အဲ့ဒီတော့တစ်ဖက်ကမေးပါတယ်ဘယ်နှယောက်လဲတဲ့မန္တလေးမှာ ကျမရဲ့အမျိုးတွေကအယောက်ပေါင်းဒါဇင်လိုက်ရှိပါတယ်အမေကမန္တလေးသူအဖေကရန်ကုန်သားပါဒီတော့စိတ်မကောင်းပါဘူး အများနဲ့အတူဖြစ်သွားတာပဲဆိုတဲ့နှစ်သိမ့်စကားတွေပြောပါတယ်။ဒီလိုနဲ့ပတ်ဝန်းကျင်ကလူတွေလည်းတယောက်ပြီးတယောက်တည်သွားကြတယ်ဆိုပါတော့။တယောက်ကဘာပြောတယ်လဲဆိုတော့ကောင်းတာပေါ့ခရီးယန်ဘာသာဝင်တွေရော့သွားတာကောင်းတာပေါ့တဲ့။အဲ့ဒီစကားကကျမရဲ့နားကိုပြန်ရောက်ခဲ့ပါတယ်။ကျမဘာမှခွန့်တုံမပြန်ခဲ့ပါဘူး။အမှန်တကယ်တော့မန္တလေးမှာရှိတဲ့ကျမရဲ့အမျိုးတွေအားလုံးက ခရိယန်ဘာသာကို ကိုယ်ွယ်ကြသူတွေတယောက်မှမပါပါဘူးရှင်။ကျမကကိုမိဘတေတုံးကလည်းမငိုခဲ့ပါဘူး။ဘဲဆွေမျိုးပဲတေဆုံးတေဆုံးမျက်ရည်တစ်ဆက်မကြခဲ့ပါဘူး။ဒါပေမဲ့လို့ဒီငယ်လျင်ကိစ္စမှာ စိတ်နဲ့လူနဲ့မကတ်လောက်အောင်ယူမတက်ခံစားခဲ့ရပါတယ်။သူတို့တွေချက်ချင်းတေသွားကြတာမျိုးမဟုတ်ဘဲနဲ့မတေဆုံးခင်မှာဘသူများလာခဲ့ကြမလဲဆိုတဲ့စိတ်နဲ့ အမျိုးတွေကိုတယောက်ပြီးတယောက်တတိယနေကြမှာပဲလို့မျော်လင့်နေကြမှာပဲလို့ဆိုတဲ့စိတ်တွေနဲ့ကျမတွေးလေတွေးလေမျက်ရည်တွေကကြလေပါပဲမနဲ့အိယာနိုးလို့မျက်စိနှလုံးပွင့်ပြီးဆိုတာနဲ့စိတ်ကမန္တလေးကိုရောက်သွားပြီပဲပြီးတော့ယုံကြည်သူအချင်းချင်းရောမယုံကြည်သူဘာသာပကရော လူသားချင်းစာနာစိတ်မရှိဘဲနဲ့လူကိုလူလို့တမျိုးတည်းမမြင်ဘဲနဲ့ကိုချင်းစာတရားမဲတဲ့ ထင်မြင်တဲ့စကားတွေရင်နာပါတယ်လူသားတိုင်းကတည်ဆုံးခြင်းဆိုတာကိုလက်မခံခြင်းလည်းပဲလက်ခံရမှာပါဒါပေမဲ့တည်ဆုံးပြီးနောက်ပိုင်းမှာကောင်းကင်သွားမလားငရေသွားမလားဒါတော့စဉ်းစားကြပေါ့နော်မတ်လ28ရက်နေ့မှာသူတို့တွေငလျင်ထဲမှာထိသွားကြပြီဆိုပေမဲ့လို့ကိုနေထိုင်တဲ့နေရာမှာရောဘေးရန်ကင်းမှာတည်ကြရဲ့လားအဲ့ဒီတော့မနေ့ပြန်အတွက် ကိုယ့်ရဲ့စိတ်တက်လေးတွေကိုပဲ အတိကအကောင်းဆုံးဖြစ်အောင်ပြုပြင်တည်ဆောက်ထားပါ ကိုယ့်ရဲ့အတ္တမအသက်လို့မထင်ပါနဲ့လူတိုင်းရဲ့အသက်ကိုတန်ဖိုးထားတဲ့စိတ်တက်လေးအဖြစ်ပြောင်းလဲပေးကြပါတကယ်တမ်းဘေးဟန်ရဲ့ကြုံတဲ့အခါမှလည်းပဲဒီကိုကောင်းမဆန်ကြပဲနဲ့ကိုယ်နဲ့နှိစက်ရာကိုယ့်ဘက်ကအကူအညီပေးနိုင်တဲ့အတိုင်းဒါဆိုရင်အကူအညီပေးကြဖို့နဲ့ကိုယ့်ဘက်ကကဲတင်ပေးနိုင်တဲ့အတိုင်းဒါဆိုရင် ကဲတင်ပေးကြဖို့ပြောကြရင်နဲ့မိကုံချုပ်ချင်ပါတယ်ရှင်။ငြိမ်သက်ခြင်းနဲ့ရင်ဆိုင်ကြမယ်။အချင်းချင်းကူညီကြမယ်။ Okay ။